ကျမ်းမာတော်မူကြပါစားခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ27ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့တန်တောင်ကြီးမှာရှိတဲ့စစ်တပ်ကြီးတိုက်ခိုက်ရေးတင်နှင်းကြောင်း short တုံးနဲ့ပြစ်ခတ်မှုဘုံမှုတချို့အပါအဝင်စစ်သား9ဦးသေဆုံးခဲ့ဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ပရင်ပြည်နယ်တန်တော်ကြီးမြို့နယ်ဘရင်နောင်တက်မြို့ရှိတက်မတော်ကြီးတက်ခတ်ရေးကျောင်းဘရင်နောင်ကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာဗိုလ်မှူး၃ဦးအပါအဝင်စစ်သား9ဦးသေဆုံးခဲ့ကြောင်း Brave Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။မေလ19ရက်နေ့နနက်9:20မိနစ်ကတန်တော်ကြီးမြို့နယ်ဘရင်နောင်တက်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တက်မတော်ကြီးတက်ခတ်ရေးကျောင်းဘရင်နောင်အတွင်းကိုတရားခွန်မမရှော့တိုက်ဒုံး၅လုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာလေးလုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းတင်တန်းသားအရာရှိဗိုလ်မှူးခုနှစ်ဦးစိုးရင်ပွဲအဆင့်တန်းရရခဲ့ပြီး၎င်းတို့ကိုတက်မတော်စည်းရုံကိုပို့ဆောင်စဉ်၃ဦးသေဆုံးသွားကြောင်းဒါအပြင်ကျောင်းအုပ်ကြီးလုံခြုံရေးစစ်တီ၂ဦးဒုတက်ကြံ၂ဦးတို့ပွဲချင်းပြီးသေဆုံးခဲ့ရမှာစုစုပေါင်းသေဆုံးသူ9ဦးရှိကြောင်းသိရှိရပါတယ်။ဒါအပြင်ကျောင်းအုပ်ကြီးနေအိမ်ကားကိုတောင်းနဲ့ကားအကြီး၂စီးတရင်မှုတင်တန်းသားအရာရှိအိတ်ဆောင်များဖြစ်ကြတဲ့အင်ဂျင်ဆောင်ဒဇင်ဆောင်နှင်းစီဆောင်များ ကျောင်းဘဟုကင်းကင်းသားအိတ်ဆောင်ထိမှန်ခဲ့ပြီးတနက်တင်စဉ်6ခုကျောင်းဌာနချုပ်လက်နက်ကိုက်မျက်နှာချက်ပွင့်ထွက်၍လက်နက်များထိခိုက်မှုရှိခဲ့ကြောင်းကျောင်းဘဟုကင်းကင်းသားအိတ်ဆောင်ထိမှန်ခဲ့မှုကြောင့်စစ်သား3ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warriors of Myanmar PWM, Anti-Coup People's Liberation Force ACPLF, Mountain Knight Civilian Defense Forces MKCDF, KNLA တပ်မဟာနှင့်တရင်ကားတို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ စစ်ရှုံးကောင်စီရဲ့တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘရင်တော်ဟာအောက်မြန်မာပြည်မှာရှိတဲ့တရင်တပ်ဖွဲ့အသီးသီးကိုဥဆောင်နေကြတဲ့အရာရှိများအတွက်တက်စုမှုတက်ခွဲမှုတရင်မှုတင်နှံများပေး၍တိုက်ခိုက်ရေးပညာကိုအဓိကထားတင် जा ပေးနေတဲ့တိုက်ခိုက်ရေးတင်နှံကြောင့်ဖြစ်ပြီးစစ်ရှုံးကောင်စီရဲ့ဩဇာကိုခံ၍ပြည်သူလူထုကိုနှီးမျိုးစုံနဲ့နှိပ်စက်ရန်စစ်ကောင်စီရန်ရဲကိုအမိန့်ပေးကိုကဲနေတဲ့စစ်ကောင်စီအရာရှိများကိုပြည်သူကိုစားဒဏ်ပြန်တိုက်ခိုက်ရန်ရည်ရွယ်၍ ် BWM နဲ့မဟာမိတ်များက BWM Mission 38ကိုပေါ်ဆောင်ရခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ဖာကန့်ကိုခြိတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတရားညီနောင်မှာပိတ်ဆို့တိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးလက်နက်ခဲယမ်းများတင်းဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဖာကန့်မြို့ကိုခြိတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတရားညီနောင်မှာပိတ်ဆို့တိုက်ခိုက်လျက်ရှိရာမှာစစ်သားအများအပြားထိခိုက်ဒေဆုံးမှုရှိပြီးလက်နက်ခဲယမ်းများလည်းတင်းဆက်ရရှိခဲ့ကြောင်း KIAC ရဲ့သတင်းအရေးမြစ်ကပြောကြားပါတယ် ယနေ့မေလ22ရက်နေ့ဖားကတ်မြို့ကိုစစ်ကြောင်း၂ကြောင်းနဲ့ချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလဝါကာမိုင်းနံရဖားကတ်လမ်းမိုက်မှာရှိတဲ့တရားညီနောင်ကိုရောက်ရှိပြီး KIA KPDF တပ်ဖွဲ့ဝင်များကပူးပေါင်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများအများအပြားသေဆုံးပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။အခုလောလောဆယ်နံရကိုကြော်လာပြီးတော့တရားညီနောင်နားတဝိုက်မှာတိုက်ပွဲအကြီးအကျယ်ဖြစ်နေတာဒီနေ့လည်းမနက်ပိုင်းမှာ Jet Fighter နှစ်စီးနဲ့လာပစ်သွားတယ်။ မဏိတုံးကရောတဏိတုံးကပါနေတိုင်း jet fighter နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်။အဲ့ဒီမှာစစ်ကောင်စီဘက်ကထိခိုက်တာတွေတေဆုံးတာတွေအများကြီးရှိတယ်။နောက်ပြီးတော့သူတို့စီကလက်နက်သိမ်းဆည်းရရှိထားတာတွေရှိတယ်။တိုက်ပွဲကတော့နေတိုင်းပြင်းထန်နေတယ်လောလောဆယ်တော့တရားညီနောင်ကိုနည်းနည်းကြော်လာပြီးတိကကြဆုံးတာရှိပေမဲ့စစ်ကောင်စီတွေကအသေးခံပြီးတက်လာတာလို့ KIA စည်ရေးတရင်အရင်မြစ်ကပြောကြပါတယ်။ KIA KPDF ဖူးပေါင်းတပ်ဖွဲ့ဝင်များထိ ंछ ုပ်ထားတဲ့လဝါကာမိုင်း၊နန်ယာဖားကန်လမ်းမိုင်းနဲ့ အင်းတော်ကြီးဖောက်ကန်လမ်းမိုက်တို့ကို ပြန်လဲထိန်းချုပ်နိုင်ရဲ့အတွက်အကြံဖတ်စစ်ကောင်စီတပ်ကစစ်သားပြည်သူစစ်ပူးပေါင်းကအင်အား600ကျော်တင်ကား2စီးလို့နဲ့ဖောက်ကန်ကိုချီတက်နေခြင်းဖြစ်ပြီး28ရက်ကြာမြင့်ပြီးဖြစ်ပေမဲ့လည်းဖောက်ကန်မျိုးကိုရောက်ရှိလာခြင်းမရှိသေးပဲလဝါကာမိုင်းနန်ယောင်ဖောက်ကန်လမ်းပိုက်မှာရှိတဲ့တံတားညီနောင်မှာ KIAK PDF တပ်ဖွဲ့ဝင်များကပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းရင်တိုက်ပွဲအတွင်းဖားကက်မျိုးအခြေစိုက်တက်မှဂုံးမှလက်နက်ကြီး၃လုံးနဲ့ပစ်ကူပေးခဲ့ကြောင်းသိရှိရပါတယ် မင်းညာကလည်းဘာကန်တက်မကုန်းကနေတိုက်ပွဲဖြစ်တဲ့ဘာကန်လမ်းဘက်ကိုလက်နက်ကြီးနဲ့တုံးချက်ပစ်ခုပေးတယ်ဘာကန်မှာတော့အခြေအနေနည်းနည်းငြိမ်သက်နေတယ်ဘာကန်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတပ်စခန်းအပြင်တောင်တိတ်မထွက်ရဲတော့ဘူးဘာကန်တက်မကုန်းဘာကန်ရဲစခန်းကန်ဆဲပြူဟာကုန်းမဆွတ်ရန်ထန်ရန်ချက်စခန်းအဲ့ဒီနေရာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင်မထွက်ရဲတော့ဘူးဘာကန်မှာက KIA KPDF တပ်ဖွဲ့ဝင်တွေက နေမြေစုမှုထိန်းချုပ်ထားတယ်လို့ KIA စည်ရေးတရင်အရင်မြစ်ကပြောဆိုပါတယ် အကြံဖတ်စစ်ကောင်စီတပ်ကကြောက်စိမ့်အထူးကထွက်ရှိရာဖားကန်မြို့ကိုအထူးက UDP အင်အား600ကျော်နဲ့စစ်ကြောင်းထိုးလာနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ချင်းညီနောင်ဖွင့်လှစ်မဲ့စနိုက်ပါတင်တဲ့တော်လိုင်းရဲဘော်များတက်ရောက်နိုင်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာချင်းညီနောင်မှာကြီးမူးချင်းပါတဲ့စနိုက်ပါတင်တန်းကိုတက်ရောက်လို့သူများဆက်သွယ်နိုင်ကြောင်းချင်းအမျိုးသားအဖွဲ့ချုပ်ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO CNDF ကယနေ့မေလ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် အဆိုပါတရင်ကိုချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO CNDF ရဲ့ဇုံမိုးနယ်မြေတနေရာမှာယခုနှစ်ဇွန်လ9ရက်နေ့မှဩဂတ်စ်လ9ရက်နေ့အထိနှစ်လကြာဖွင့်လှစ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီဟာကကျွန်တော်တို့ချင်းညီနောင်အဖွဲ့သားများတာမကဘေးသူမဆိုတော်လန်ရေးမှာပါဝင်တဲ့မြေသူမဆိုတက်ရောက်ခွင့်ရှိပါတယ်။ရဲဘော်အစ်စ်တွေပဲမဟုတ်ဘဲနဲ့အခြားရဲဘော်ဟောင်းတွေလည်းတက်ရောက်ချင်တယ်ဆိုလို့ရှိရင်တက်ရောက်လို့ရပါတယ်လို့ချင်းညီနောင်စီရေးကော်မတီအတွင်းရေးမှူးဖြစ်သူ CNO CNDF ပြန်ကြားရေးမှူးစလိုက်တင်မီကပြောပါတယ် ယခုတင်တဲ့ကျင်းပရခြင်းမှာချင်းညီနောင်ရဲဘော်များရဲ့စွမ်းရည်မြင့်တင်ရန်ဖြစ်တယ်လို့ပြောပါတယ်။အထက်ကကတော့အရင်တုန်းကရဲဘော်တွေကအခြေခံတင်တဲ့တက်တယ်တက်ပြီးတော့သူတို့ဝါသနာအလိုက်ပေါ့လေလက်ဖြောင်းတဲ့သူကတင်တဲ့တွေပါတွေတိတ်မတက်ပဲနဲ့စနိုက်ပါကင်တယ်ပေါ့လေဒါပေမဲ့အခုကတော့အဲ့ဒီလိုမဟုတ်ပဲနဲ့တင်တဲ့ဆရာကလည်းတကယ်ကောင်းတဲ့သူဖြစ်တယ်နိုင်ငံတကာမှာတွားနေတဲ့သူတွေပေါ့လေဒီလိုမျိုးလူတွေကတင်ပေးမှာဖြစ်တယ်လို့ slide တင်မိကပြောပါတယ်ခိုင်မာကြစ်လက်တဲ့စနိုက်ပါ group တစ်ခုဖြစ်ရေးဖန်တီးနေခြင်းဖြစ်ပြီး နောင်တွင်လည်း drone တင်နှံကဲ့သို့သောလိုအပ်တဲ့တင်နှံများထပ်မံဖွင့်လှစ်သွားမှာဖြစ်ကြောင်းအသိပေးပါတယ်။ချင်းညီနောင်ကဖွင့်လှစ်မဲ့ sniper တင်နှံကိုတက်ရောက်လိုသူများအနေနဲ့ဆက်သွယ်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ CNO CNDF ဟာဖလန်းမြို့နယ်အတွင်းအဓိကအခြေချတဲ့တပ်ဖြစ်ပြီး၎င်းအပါအဝင်ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့များနဲ့မဟာမိတ်များကဖလန်းမင်းတပ်ကံပတ်လမတူပီကျင်တွင်းမြို့များကိုတိုက်ခိုက်သိမ်းပိုက်ထားကြောင်းသိရှိရပါတယ်ခင်ဗျာ။ ထပ်မံသိရှိရတဲ့သတင်းကတော့တော်လန်ရဲ့အဖွဲ့တွေပြစ်ချခဲ့တဲ့စစ်ကောင်စီရဟတ်ရင်နဲ့လေရင်တွေကိုဖော်ပြတင်ဆက်ပေးပါမယ်ခင်ဗျာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လန်ရဲ့အဖွဲ့တွေကစစ်ကောင်စီကိုခုခံတွန်းလှန်ရင်ပြစ်ချနိုင်ခဲ့တဲ့စစ်တပ်ရဲ့လေရင်နဲ့ရဟတ်ရင်အစည်းရဲ့အနည်းဆုံး၉စီးရှိပြီဖြစ်ပါတယ် KIA နဲ့ပူးပေါင်းတပ်တွေကမေလ20ရက်နေ့မှာဗမော်မြို့အမှတ်21စစ်စင်ရေးကိုကဲမှုဌာနချုပ်စက္ကခ21ကိုစစ်ကူနဲ့ခဲယမ်းရိတ်ခါလာပို့တဲ့ရဟတ်ရင်၃စီးကိုပြစ်ခတ်တိုက်ခိုက်တာမှာ နှစ်စီးတိမှန်ပြီးတစည်းကရွှေကူမြို့အနီးတစ်တောတဲ့မီးလောင်ကျွမ်းပြက်ကြခဲ့ပါတယ်။တည်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြစ်တဲ့ MI-17 ပေါ်ပါစစ်သားတွေအကုန်တိတ်ဆုံးခဲ့ပြီးတိတ်ဆုံးသူတွေထဲမှာဗျူဟာမှုတဥပါတယ်လို့စစ်ရေးရင်းမြစ်တွေကပြောပါတယ်။ကြံတစည်းမှာလည်းထိခိုက်ပျက်စီးမှုများရှိပြီးရွှေကူမြို့ပေါ်ကိုအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ KIA ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဟတ်ယာဉ်နဲ့လေယာဉ်တွေကိုပြစ်ချဖျက်ဆီးနိုင်ခဲ့တာအနည်းဆုံး၄စီးရှိပြီဖြစ်ပါတယ်။ ဒါဟာတော်လန်ရေးအဖွဲ့တွေထဲမှာစစ်ကောင်စီရဲ့ရဟတ်ရင်နဲ့လေရင်ကိုအများဆုံးပစ်ချနိုင်တာဖြစ်ပါတယ်။မေလ20ရက်နေ့ကပစ်ချခဲ့တာကိုနှစ်စီးလို့တွက်ရရင်၅စီးရှိပြီဖြစ်ပါတယ်။2021ခုနှစ်မိုးမောက်မြို့နယ်မှာ MI35 ရဟတ်ရင်တစီ2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာဝိုင်းမော်မြို့နယ်မှာလည်း MI35 ရဟတ်ရင်တစီ2024ဇန်နဝါရီ16ရက်မှာကုတ်ခိုင်မြို့နယ်မှာ FTC 2000G တိုက်လေရင်နဲ့ အခုအချိန်မှာ MI-17 ရဟယင်နှစ်စီးကိုပစ်ချခဲ့တာဖြစ်ပါတယ်။ MI-17 ရဟယင်နှစ်စီးကိုပစ်ခတ်တိုက်ခိုက်တာတစ်တောတဲ့ပြက်ကြပြီးမီးလောင်ပြီးစစ်သားတွေတိတ်ဆုံနေတဲ့ရုတ်တမှတ်တမ်းတွေပါထွက်ပေါ်နေပြီဖြစ်ပေမဲ့စစ်ကောင်စီကတော့ရုတ်တရက်မတော်တဆဖြစ်ပြီးပြက်ကြတာလို့သတင်းလိမ်လည်ထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ဆုံးတင်ဆက်ပေးချင်တာကတော့ license နဲ့ကားနဲ့ cycle များဖမ်းရန်စစ်ကောင်စီညွန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ လိုင်စင်မဲ့ကားနဲ့စိုင်းကယ်တွေစီးနေမှုကြောင့်နိုင်ငံတော်အခွန်အခတွေနစ်နာတယ်လို့လုံခြုံရေးကိုလည်းချင်းချောက်မှုတွေဖြစ်နေတဲ့အတွက်ဖမ်းဆီးဖို့ရဲတပ်ဖွဲ့ဝင်တွေကိုစစ်ကောင်းဆောင်ကညွန်ကြားလိုက်ပါတယ်။မေလ20ရက်ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့ညှိနှိုင်းအစည်းအဝေးမှာဒုတိယနေ့စစ်ကောင်းဆောင်ကပြည်ထောင်စုဝန်ကြီးနဲ့အရက်ဖက်ဝန်ကြီးဌာနတွေကိုပူးပေါင်းဆောင်ရွက်ဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနေမှုကြောင့်နိုင်ငံတော်အခွန်အခတွေနစ်နာတယ်လို့လုံခြုံရေးကိုလည်းချင်းချောက်မှုတွေဖြစ်နေတဲ့အတွက်ဖမ်းဆီးဖို့ရတက်ဖွဲ့ဝင်တွေကိုစစ်ကောင်းဆောင်ကညွှန်ကြားလိုက်ပါတယ်။မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့ညှိနှိုင်းအစည်းအဝေးဒုတိယနေ့မှာစစ်ကောင်းဆောင်ကပြည်ထရေးဝန်ကြီးနဲ့ရက်ဖက်ဝန်ကြီးဌာနတွေကိုပူးပေါင်းဆောင်ရွက်ဖို့ပြောဆိုခဲ့တာပါ။စစ်ကောင်းဆောင်မင်းအောင်လှိုင်က လိုင်စင်မဲ့ကားနဲ့စိုက်ကယ်တွေကြောင့်နိုင်ငံတော်အခွန်အခအများကြီးနစ်နာတယ်။လုံခြုံရေးအတွက်အခက်အခဲရှိတယ်။ဒါကြောင့်လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးရမယ်။လိုင်စင်နံပါတ်အတုနဲ့လိုင်စင်အတုလုတဲ့သူတွေကိုအရေးယူရမယ်လို့ပြောဆိုခဲ့တာပါ။ဒီလိုဖမ်းဆီးရမှာအကတိတရားကင်းဖို့လိုအပ်ပြီးပြည်သူလူထုကယုံကြည်ရတဲ့ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်အောင်ကြင်ကြံနေထိုင်သွားဖို့နဲ့လိုအပ်တဲ့နေထိုင်စားတောက်ရေးကိုနိုင်ငံတော်ကပံ့ပိုးပေးမယ်လို့ပြောပါတယ်။ လိုင်စင်မဲ့ယင်တွေကို2022ကတည်းကဖမ်းဆီးအရေးယူတာတွေရှိခဲ့ပေမဲ့လက်တွေ့မြေပြင်မှာလိုင်စင်မဲ့ယင်အသုံးပြုသူအများစုဟာစစ်ဘက်ကများတယ်လို့ယင်ထင်းရဲအရာရှိတယောက်ကပြောပါတယ်။လိုင်စင်မဲ့ကာမီယင်ကားပိုင်ရှင်ကဟိုအဘနဲ့ပိုင်တယ်ဒီအဘနဲ့ပိုင်တယ်ဆိုပြီးဖမ်းနေရဲကိုယံလို့ရောပြန်မလို့ပဲဥပဒေအတိုင်းလုပ်တော့နေပြောင်းခံရတယ်။တရားမဝင်သွင်းကုန်ဆိုတာစစ်တပ်ရဲ့ငွေရပေါက်ပဲအပေါ်ကပြော့အောက်ကလှုပ်ချင်တာလှုပ်လို့ပြောပါတယ် စစ်ကောင်စီရဲ့ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေက2024ခုနှစ်အတွင်းပြည်내နဲ့တိုင်းဒေသကြီးတွေမှာလိုင်စင်မဲ့ကားနဲ့စိုက်ကယ်တွေဖမ်းဆီးခဲ့ရမှာမန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာအများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ